practice. ါပါရှင်။ Jessica Teflock ကနေကြိုဆိုပါရစေ။ထက်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဖိုင်းနိုင်ငံကို14ရက်ဗီဇာကလွဲလို့တခြားဗီဇာရရှိနေမဲ့သူတွေအတွက်ပေါ့နော်။အာထိုင်းနိုင်ငံမှာသွားရလာရအဆင်ပြေအောင်အာဘယ်လိုတွေလုပ်ရမလဲဆိုတာကိုထက်က develop လေးမှာပြောပြပေးမှာဖြစ်ပါတယ်။ငယ်ဘန်ကောက်မှာပေါ့နော်။အဓိကကအာပြည်ဆွေးနေတဲ့ transportation တွေကအများပြားရှိပါတယ်။အများကြီးရှိတဲ့နေရာမှာ BTS တို့ MRT တို့ Book to Crack တို့ကကြတော့ကွာလူအများစီးနိုင်ကြတယ်။အရင်ခက်ခဲမှုမရှိဘူးပေါ့နော်။ဒါပေမဲ့ အတိတေကမှာ ဘတ်စကားကစီးတော့မယ်ဆိုလို့ရှိရင်လူအများကစိုးရင်ကြတယ်ဒီဘတ်စကားစီးတော့မယ်ဆိုဘာတွေလိုအပ်လဲပတ်စံဘယ်လိုပေးမလဲအဲပြီးလို့ရှိရင်ကိုသွားခြင်းတဲ့နေရာမှတ်တိုင်ကိုဘယ်လိုပြောမလဲအဲ့ဒီခါတွေမှာလူတွေကအရင်စိုးရင်ပြီးတော့ဘတ်စကားကိုသိမ့်မစီကြဘူးပေါ့နော်အတိတော့ထက်ကဒီဘလော့ကလေးကနေပြီးတော့ကိုကကိုသွားခြင်းတဲ့နေရာကိုချောချောမွေ့မွေ့ရောက်ဖို့အတွက်ကိုဘတ်စကားလိုက်ဘယ်လိုစီးမလဲဆိုတာကိုထက်ကဒီဘလော့လေးမှာပြောပြမှာဖြစ်ပါတယ်အားလုံးပဲအဆုံးထိထက်နဲ့အတူတူလိုက်ကြည့်လို့ပါလေးကဖုန်းထဲမှာမရှိမဖြစ်လိုအပ်တဲ့ application လေးနှစ်ခုပါအရင်အောင်သုံးဝင် င်ပါတယ်အဲ့ဒီတွေကနေမှ Google Map ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ်ရှင် ကိုသွားခြင်းနဲ့နေရာကို search ဆိုတဲ့နေရာလေးမှာရှာလိုက်ပါမယ်။ထက်ကတော့ the more bank ကဘီကိုဥပမာအနေနဲ့သွားပြပါမယ်။ရှာလိုက်တဲ့အချိန်မှာအဲ့လိုမျိုး direction ဆိုတဲ့ဟာလေးပေါ်လာမယ်။ direction လေးကိုနှိပ်လိုက်ပြီးတော့ public transport ဆိုပြီးတော့ box လေးပေါ်လာပါတယ်။အဲ့ဒီ box ထဲမှာမှကိုသွားမယ့်ဟာကိုရွေးလို့ရပါတယ်။ကားနဲ့သွားမယ်ဆိုရင်တော့အခုထက်ရွေးပြထားတဲ့အာ36မိနစ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရမှာပါ။နှိပ်ပြီးသွားရင် तू ကားတွေ line ကြီးအများကြီးပြတယ်ပေါ့နော်။အဲ့ဒီမှာမှထက် ပထမအောင်ဆုံးတစ်ခုနှိမ့်ချလိုက်တဲ့အခါမှာအာသူကဘေကားရောက်တယ်ပြီးရင်ဘယ်နှမိနစ်နေရင်ဒီထက်ရွေးထားတဲ့ direction ကိုရောက်မယ်အဲဂျာထဲမှာဘယ်နှမှတ်တိုင်စီးရမလဲဆိုတာအစအကုန်ပါပါတယ်ပြီးတော့အောက်ဆုံးလေးမှာ cost ဆိုတဲ့ဟာလေးကလည်းဒီစီးလို့ရှိရင်စီးကဘယ်လောက်ပေးရမလဲဘတ်ကားကဘယ်လောက်ပေးရမလဲဆိုတာပြထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါလေးကတော့သူဒီထက်ရောက်နေတဲ့မှတ်တိုင်မှာဘယ်နှမိနစ်နေရင်ဒီကားရောက်ပြီဆိုတာကိုလည်းသူကပြထားပါတယ်အဲ့တော့အရင်အဆင်ပြေပါတယ်ဒီဟာလေးကိုကြည့်ရုံနဲ့ကိုကဘယ်လောက်စောင်းရမလဲဆိုတာကို အာခတ်မှန်းလို့ရတယ်ပေါ့နော်ဒါကတော့ထက်နောက်တစ်လိုင်းကိုရွေးပြထားတာပါအာ138 60ပေါ့နော် IG ဆိုတော့ IG ရဲ့အတိတ်ဘယ်ကတော့သူကဒါအေကွန်မပါတဲ့ကားပါအ အကုန်ပါတဲ့ကဆိုအပြာရောင် EV လို့ပြထားပါဗါတယ်အဲ့ဒီမှာဆိုရင်လဲသူဘဲချင်းဒီကားကဘဲချင်းရောက်မယ်ဆိုတာပြထားပါဗါတယ်7မိနစ်နေအဲထက်ရဲ့မှတ်တိုင်စီကိုသူရောက်မှာပါအဲ့လိုမျိုးပြထားတယ်နောက်ပြီးရင်နောက်လာမဲ့ကားတွေကလဲဘယ်နှမိနစ်နေရောက်မယ်ဆိုတာပါအကုန်ပြထားတာဖြစ်တဲ့အတွက်အရန်အဆင်ပြေတယ်ကိုစောင့်ကျင်တဲ့ကကိုသွားကျင်တဲ့နေရာကိုဘယ်ကားစီးရမလဲဆိုတာကိုကကြိုပြီးတော့ခံမှန်းပြီးကြည့်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီနီးလေးဟာဒီ Google Map ကိုကြည့်မယ်ဆိုလို့ရှင်အရန်ကိုအဆင်ပြေပြီးတော့ကိုကကိုသွားကျင် င်းတဲ့လမ်းကြောင်းကိုသွားခြင်းနဲ့မှတ်တိုင်းကိုသွားခြင်းနဲ့ဒီမောပဲဖြစ်ဖြစ်ဟိုနေရာတစ်ခုပေါ့နော်ကြိုပြီးတော့ခမန်းထားလို့ရပါတယ်ကြိုကြည့်ထားလို့လည်းရတယ်အရန်ကိုလွဲကူအဆင်ပြေပါတယ်ရှင် ထက်သွားမယ့်နေရာကိုရောက်တဲ့ကားတွေကိုလည်းသူကအခုလိုမျိုးပြထားပေးပါတယ်။ဘယ်ကားနံပါတ်ဘယ်ကားရောက်မယ်ဆိုတာအစားအကုန်ပြထားပြီးတော့ကိုကြိုက်တယ်လို့ကြိုက်တဲ့ကားကိုစီးသွားလို့ရပါတယ်။နောက်တစ်ခုကတော့ဒါကလမ်းလျှောက်သွားရင်လည်းရတယ်ဆိုတာကိုပြထားတာပါ။ဒါပေမဲ့လမ်းလျှောက်သွားရင်တော့ကြာတယ်ပေါ့နော်။58မိနစ်တောင်ကြာတယ်ဆိုဘယ်သူမှတော့မလျှောက်ပါဘူး။အဓိကဘတ်ကားစီးတဲ့ဟာလေးကိုအာဘလို့ရှာရတယ်ဘလို့ရွေးရတယ်ဆိုတာကိုထက်ကတီဗီဒီယိုလေးထဲမှာပြထားတာဖြစ်ပါတယ်။အကုန်လုံးပဲဒီထက်ပြထားတဲ့ဗီဒီယိုလေးကအရန်ကိုလွယ်ကူတဲ့အတွက်အဲအစင် ြည်မယ်လို့ထင်ပါတယ်။ထက်ဆိုရင်တော့အမြင်နဲ့ဒီဟာပဲသုံးတယ်။အဲဒီဟာလေးနဲ့ပဲဟိုကိုကြိုက်တဲ့နေရာကိုသွားကျင်တဲ့နေရာကို select လုပ်ပြီးတော့ကိုရွေးပြီးတော့သွားတာဖြစ်ပါတယ်။နောက်တစ်ခု bus car နဲ့ပတ်သက်ပြီးတော့ကြည့်လို့ရမယ့် application လေးလည်းရှိပါတယ်။ဒါလေးကတော့ via bus လေးပါ။ဒါလေးကိုလည်းတော်တော်များများသုံးကြပါရစေ။ဘက်ကတော့အရာအလုံးအဆင်ပြေစေတဲ့ Google Map လေးကိုတော့ပို့သုံးဖြစ်ပါတယ်။တချို့ aircon မပါတဲ့ကားကြီးတွေပေါ့နော်။ကားနည်းနည်းအဟောင်းတွေပြောရမှာပေါ့။အဲ့လိုမျိုးဟာရဆိုလို့ရှိရင်တော့ဘယ်သွားသွားအာကိုကြိုက်တဲ့နေရာကိုကြိုက်တဲ့မှတ်တိုင်မှာ ါဆင်းလို့ရတဲ့ဘယ်တော့တော့ရှစ်ပတ်ပဲကြာပါတယ်။အဲ့ဒီလိုဟာမျိုးဆိုရင်တော့သူကတိတ်မမေးဘူးပေါ့နော်။ဘယ်ကိုသွားမလဲဆိုတာမမေးဘူး။ကိုကဘတ်စကားလေးပေါ်တက်လိုက်တာနဲ့သူကိုရှစ်ပတ်ထုတ်ပြီးတော့ပေးလိုက်ရုံပဲ။အဲ့ဒီခါကျရင်သူကဒီဘတ်စကားတစ်ကက်လေးပေါ့နော်။လက်မှတ်ကလေးကိုသူဖြတ်ပြီးတော့ပေးပါတယ်။အဲ့ဒီဟာဆိုပြီးပါပြီ။ဒါကကျတော့အလွယ်ကူဆုံးကားပေါ့နော်။အဲတချို့ EV ကားတွေကျတော့သူကအလိုမေးတယ်ပေါ့နော်။ဘယ်သွားမလဲဆိုတာမျိုးမေးတာရှိပါတယ်။ ခုနေနေပေါ့နော်နောက်တစ်ခုနေနေကကြတော့ကိုကမှတ်တိုင်စင်းခံနေရောက်တော့မယ်ဆိုလို့ရှိရင်ခုနကထပ်ပြတဲ့ Google လေးကိုပဲ Google Map လေးမှာပဲကြည့်နေပေါ့နော် तू ကတဖြည်းဖြည်းကားလေးကိုရွေ့ွားတဲ့ဟာကိုပြနေတယ်ရောက်ခံနေလို့တမတ်တိုင်လောက်အလိုကြလို့ရှိရင်ကိုကအစင်းနဲ့လုံမယ်ပေါ့နော်လုံပြီးတော့ထပြီးတော့အတိကမစင်းခင်မှာ तू ကဒီအပေါဝါနာမှာပေါ့ဒီစင်းခံနေအပေါဝါနော်အဲ့ back clip လေးကိုကိုကနှိမ့်လိုက်လို့ရှိရင် तू ကဒီမတ်တိုင်မှာကိုစင်းမယ်ဆိုတော့ကိုကတိသွားတဲ့အတွက်ဒီဘဲကိုတော့မဖြစ်မနေနှိမ့်ပေးတင်ပါတယ်အဲ့ ဒါမှလည်းသူကရက်ပေးมาဖြစ်ပါတယ်တချို့ကားတွေဆိုလို့ရှိရင်ဒီမှတ်တိုင်မှာအာရက်ဆောင်တဲ့သူမရှိဘူးဘတ်စကားရက်ဆောင်တဲ့သူမရှိတဲ့ဆိုလို့ရှိရင်သူတို့ကမရက်ပေးတဲ့မှတ်တိုင်တွေလည်းရှိပါတယ်အဲ့ခါကျလို့ရှိရင်ကိုကကြော်သွားနိုင်တယ်ပေါ့နော်အဲ့လိုကြော်သွားတာရယ်မဖြစ်စေဖို့အတွက်ကိုကကိုသွားမဲ့မှတ်တိုင်ရောက်ခံနီလာဆိုတာကိုဖုန်းနဲ့ Google Map ထဲမှာပြန်ကြည့်တင်ပါတယ်ပြန်ပေးတဲ့အဲဒီ Google Map ကြည့်တဲ့ပုံစံလေးရယ်ဘတ်စကားစီးနီးလေးရယ်တိသွားပြီဆိုလို့ရှိရင်အားလုံးပဲအထောက်အကူပြင်မယ်လို့အာမျှော်လင့်ပါတယ်ထိုင်တဲ့ blog လေးကိုအဆုံးထိကြည့်ရှု ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘလော့တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်တတန်း